မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ Magwitan ပေါင်းမြုံနယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား18ဦးသေဆုံးပြီးတော့၃ဦးကိုအရှင်ဖမ်းမိကလက်နက်၅လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ30ရက်နေ့ကစတင်ပြီးတော့မိထီလာခရိုင်အခြေစားတပ်မ69ကနေထွက်လာတဲ့အင်အား400ကျော်ပါတဲ့စစ်ခွေးစစ်ကြောင်းဟာ စိတ်ဖြူမြို့နယ်ကပ္ပစ22ကနေ30ပေါ့မြို့နယ်တောင်ပိုင်းကိုစတင်ပြီးတော့စစ်ကြောင်းထုတ်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်ခွေးစစ်ကြောင်းမှာအမှတ်74အမှတ်79နဲ့ခမရ109တရင်ကစစ်ခွေးတွေပူပေါင်းထားခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာရိုးကြီးရွာရဲ့အနောက်ဘက်မှာရှားပင်ရေရွာမိုးကောင်းချောင်းကအသက်30ကျော်အရွယ်ကိုရွှေမင်းနဲ့ရိုးကြီးတော့ကအသက်40ကျော်အရွယ်ကိုကျော်နိုင်ထိုးတော်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့ချက်ကန်ရွာကနေအိမ်ခုနှစ်လုံးကိုလည်းမိရှုဖျက်ဆီးသွားတယ်လို့သိရပါဗျ။နိုဝင်ဘာလ3ရက်နေ့မှာ အကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များကြောက်ကကြီးွာအနီးမှာဖိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကစစ်ခွေးဆယ်ကောင်တိတ်ဆုံးပြီးတော့စစ်ခွေးအလောင်းများကိုတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာပဲစွန့်ပစ်သွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်သား၁၀ဦးခန့်ကလည်းထိခိုက်ဒဏ်ရာရှိခဲ့ပြီးတော့ခန်းစင်များနဲ့တဲထုပ်ပြီးပင်တောင်ပြူစောတဲ့ရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာအဲ့ဒီစစ်ခွေးစစ်ကြောင်းဟာအင်အား130ခန့်နဲ့ပေါ့မြုံနယ်တောင်ပိုင်းတိချောက်ရွာကနေအရှိအယက်ကိုဥတီပြီးတော့စစ်ကြောင်းထိုးလာတဲ့အချိန် ရောချောင်းမှာထိတွေ့တိုက်ပွဲဖမ်းမှန်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိပိတ်တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ခွေးတွေဘက်ကခဏဦးသေးဆုံးကတနက်9လအပါဝင်ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ခွေးတွေစီက MA1 တနက်2လ MA2 တနက်2လ MA3 တနက်2လကာဗိုင်တနက်2လ MAG ဘောက် Y3 ခု MAG ဘောက်19ခု G အမျိုးမျိုး1500ခန်း60မမ5ဖူး RPG 9ဖူးအင်နာက10ဖူး တိုင်ပိုင်း6လုံး၊နေပိုင်း5လုံး၊စလစ်ပိုင်း5လုံး၊လက်ပစ်ပုံး6လုံး၊ဆက်သွယ်ရေးဆက်အကြီးတလုံး၊စကားပြောဆက်နှစ်ခု၊ကွန်ပျူတာ1လုံး၊ Bluetooth ဘောက်1လုံး၊ရေချိုက်1လုံး၊ဓာတ်3လက်၊ဖုန်း1လုံး၊စစ်သုံးအိတ်13လုံး၊ခေါက်ဆိုလာ1ခု၊မီးကြိုးဝေ3ခု၊ပါဝါဘက်1လုံးအပါအဝင်ဆက်ဆက်ပစ္စည်းတချို့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။တေဆုံးတာမျက်မြင်တွေ့တာကတော့18ဦးသေးပါတယ်။အထမ်းစဉ်နဲ့တည်သွားတာကတော့အများကြီးပဲ။ ်အရှင်ဖမ်းမိတာတွေက၃ဦးရှိပါတယ်လက်နေနဲ့တကွကျွန်တော်တို့အရှင်ဖမ်းမိတာပါလောလောဆယ်မှာတော့ဒီကောင်တွေကိုစစ်တုံးမဲဥတွေနဲ့ထိမ့်သိမ်းထားပါတယ်လို့ပေါ့မြော်နေပြီးသူကဝေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်အလားတူပဲအော်တိုဘားလ29ရက်နေ့ကလည်းအကြမ်းစစ်ခွေးစစ်ကြောင်းကနေထွက်ပြေးလာတယ်ခမရ109တန်ရင်ကစစ်သား2ဦးနဲ့ခမရ419တန်ရင်ကစစ်သား2ဦးတို့ကို RPG တလက်အဖူလေးဖူး MA4 တလက်40မမပုံဆက်နှလုံးလက်ပြပုံနှလုံး 5.56G တရာတောင်းနဲ့ G3G 19တောင်းလို့လည်းအတူဖန်းစီရမိခဲ့တယ်လို့သိရပါဗျ။ဒါပြင်နိုဝင်ဘာလ9ရက်နေ့ကလည်းစစ်ခွေးစစ်ကြောင်းကနေထွက်ပြေးလာတဲ့တမ69လောက်ခန့်ခမရ14ကြောက်စရတရင်ကစစ်ဗိုလ်တပ်သားတအူးကို MA1 တပ်နဲ့တလဲကြီပေါက်3ခု 5.56G အတောင့်တရာအီနာကတလုံးလက်ပြတလုံးနဲ့ RPG အဖူတဖူတို့နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို ပေါ့ညိုနဲ့ပြည်သူ့ကာကွယ်အဖွဲ့ပေါ့ပါကဖာပေါ့စိတ်ဖြူတက်ရဲများနဲ့ MGY PDF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဗန်းမောင်မြို့တိုက်ပွဲမှာစစ်ခွေးတပ်နဲ့ SNA တပ်တို့ရဲ့အတေကန် drone 300ကိုတွန်လိုင်းတပ်ဖွဲ့တွေကတင်းစီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ခွေးတပ်နဲ့ SNA တပ်တွေရဲ့လီချောင်းပြေကူနဲ့ဗမော်မျိုးအနီးတိုးလာတာကြောင့်တိုက်ပွဲတွေဖြစ်နေတယ်လို့လဲဆိုပါရယ်မနေ့ကနတ်တလနေဆက်ဒေတာနဲ့တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတင်နန်းကြောင်ဘတ်ချမ်းမှာထိတွေ့မှုဖြစ်ပါတယ်ချမ်းစီယိုနာဂုံးကိုကတ်လာတာလို့ဗန်းမောက်ပကပကတာဝန်ရှိသူကရှင်းပြထားပါတယ်တိုက်ပွဲမှာစစ်ခွေးတွေနဲ့ SNA တို့ထိခိုက်မှုရှိပြီးတော့ပြန်ဆုတ်သွားတယ်လို့သိရပါတယ်စစ်အုပ်စုကဗန်းမောက်မြို့တံပြန်ထိုးစစ်အပေါ်ပြည်သူ့ကာကွယ်တပ်မတော် PDF ပကပအပါဝင်တော်လိုင်းတပ်တွေကခုခံကာကွယ်နေတယ်လို့သိရပါတယ်လိုဗန်မာလ15ရက်နေ့တိုက်ပွဲအတွင်းမှာစစ်ခွေးတပ်က Y12 လေယာဉ်နဲ့ဘုံအလုံးရေ60ဝင်းကျင်အပြင် Jet Fighter တစ်စီးနဲ့လည်းဘုံကျဲသွားခဲ့သေးတယ်လို့ဗန်ကောက်မြို့မှာရှိတဲ့ကာကွယ်တပ်ဖွဲ့ဝင်တဦးကပြန်လည်ပြောပြထားပါတယ်။မြို့ရဲ့နောက်ဘက်ခြမ်းကနေခိုးစစ်ဆင်လာတဲ့စစ်ခွေးတပ်မှအင်အား900ဝင်းကျင်ရှိပြီးတော့သခိုင်းအခြေဆိုင်တပ်မ33လက်အောက်ခံတပ်ရင်းတချို့ကိုအားဖြည့်ထားတဲ့အပြင်အရင်မြို့နယ်အတွင်းမှာတပ်ဆွဲခဲ့တဲ့တပ်မခွန်ခွန်လက်အောက်ခံတပ်ရင်းတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။ ဗမ်းမောင်မျိုးကိုအမတ်တစ်စစ်ဒေသကိုကင်းမှုနဲ့ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့ကတိမ့်ပိုက်ခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့စစ်စင်ရေးလုပ်ငန်းတွေအတွက်ဗမ်းမောင်မျိုးမှာညမထွက်ရအမိတ်ရက်အကန့်အသတ်မရှိကာကွယ်တပ်တွေကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ဖအံမြို့မှာရောက်ရှိနေတဲ့ဂျပန်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းဟာခရီးစဉ်သတင်းပေါက်ကြားမှုနဲ့လုံခြုံရေးဆိုရင်ရတဲ့အခြေအနေများကြောင့်ဖအံမှာညမအိတ်တော့ပဲမော်လမြိုင်ကိုရဟတ်ရင်နဲ့ထွက်ခွာပြီးတော့အရှိတောင်တိုင်းစစ်ဌာနချုပ်မှာရိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကနိုဗ ెంబ ာ15ရက်နေ့မှာဖအံမျိုးကိုရောက်ရှိခဲ့တဲ့အချမ်းမတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ဟာဖအံမှာခါနာဆိုင်ရာတွဲဆုံဝယ်ပြုတ်လုခဲ့ပြီးတဲ့နောက်လူငယ်စင်တာနဲ့ဇွဲကပင်မိုးလုံးလေးလုံးအားကစားခွင့်တိစောက်မှုကိုတွားရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။မူလအစီအစဉ်ဖြစ်တဲ့ဖအံတက်နယ်တွဲဆုံဘွဲနဲ့တောင်ကလေးစစ်ဆေးရုံကိုတွားရောက်ပြီးအစီအစဉ်များကိုဖြတ်သိမ်းလိုက်တယ်လို့ပြောပါတယ်။အဲ့ဒီနောက်ဖအံမှာညမအိတ်ရဲတော်ပဲရဟရင်နဲ့မော်လမြိုင်မျိုးကိုထွက်ခွာကအရှိတောင်တိုင်းစစ်ဌာနချုပ်မှာညအိတ်ခဲ့တယ်လို့သိရပါတယ်။ ဖန်အမာတက်နေတွေးဆုံဘွဲနဲ့စစ်စေးရုံသွားမဲ့အစီအစဉ်တွေကိုမလုပ်တော့ဘဲနဲ့လုံခြုံရေးအခြေအနေကြောင့်ဖြတ်သိမ်းလိုက်တာတွေရှိပါတယ်။ဖန်အတက်နေတွေးဆုံဘွဲနဲ့တောင်ကလေးစစ်စေးရုံသွားပြီးတော့ဒဏ်ရာရတဲ့စစ်ခွေးတွေကိုတွေးမဲ့အစီအစဉ်ကိုဖြတ်သိမ်းလိုက်ပါတယ်။ခရီးစဉ်တရင်ကြိုးတင်ပေါင်ကြားသွားလို့လို့စစ်တပ်တရင်အရင်းမြစ်ကပြောပြထားပါတယ်။မနေ့ကညနေ9:00အချိန်မှာစစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ဟာ ဖာရန်ကနေမော်လမြိုင်ကိုရရင်နဲ့မော်လမြိုင်လေးစိတ်ကိုရောက်ရှိလာတယ်လို့ပြောပါတယ်အဲ့ဒီနောက်မော်လမြိုင်ကန်းနာလန်တို့ညာစည်းတို့ကိုဖေရားပြီးရှောက်သွားပြီးတော့စိုက်တန်လန်ဖျားကိုဖူးခဲ့တယ်လို့သိရပါတယ်ဒီကနေ့မနက်ပိုင်းမှာမော်လမြိုင်မှာရှိတဲ့ဒီနယ်ခမ်းမမှာအကြပ်ပတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကဌာနဆိုင်ရာတွေ့ဆုံပွဲနဲ့ရှေ့တောင်တိုင်းစစ်ဌာနချုပ်တပ်နယ်တွေ့ဆုံပွဲတွေကိုပြုလုပ်မှဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကြားဖြတ်နှိမ်နှင်းရေးအတွက်အမေရိကန်ကအထူးတပ်ဖွဲ့ဖွဲ့ခြင်းနဲ့နိုင်ငံတကာဖိအားပေးမှုများရှိလာပြီးတဲ့နောက်နာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ကြားဖြတ်လုပ်ငန်းများရှိရာကရင်ပြည်နယ်ကိုစစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်က မနေ့ကရောက်ရှိလာပြီးတော့မြန်မာထိုင်းနယ်စပ်မှာရှိတဲ့ KK Park နေရာကိုအမျိုးသားရေးတာဝန်အဖြစ်နဲ့အပိပြတ်ရှင်းလင်းသွားမယ်လို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ15ရက်နေ့မနက်မှာဖမ်းမြို့မှာရှိတဲ့ဌာနဆိုင်ရာများရမိရဖများနဲ့တွေ့ဆုံတဲ့အချိန်မှာစစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကအခုလိုပြောဆိုသွားခြင်းဖြစ်ကကရင်ပြည်နယ်မှာလက်နက်ကိုင်တောင်းကြမှုများကြောင့်တည်ငြိမ်အေးချမ်းမှုပြတ်ရွေးပြီးပြည်သူများထိခိုက်နေသလိုနိုင်ငံတော်အနေနဲ့လည်းထိခိုက်မှုများရှိကအခုလိုမျိုးလှုပ်ဆောင်နေသူများဟာကရင်ပြည်နယ်အတွင်းမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းများသာဖြစ်တယ်လို့ ၎င်းကဆွဆွဲပြောဆိုလိုက်ပါတယ်ဒါအပြင် မကြမီမှာကျင်းပမဲ့ရွေးကောက်ပွဲကိုတိတ်ခါရှိတဲ့ရွေးကောက်ပွဲဖြစ်ရေးအတွက်ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ပြောပါတယ်လူဗိုလ်အခြေခံနဲ့ဖေဗရယ်စနစ်မဟုတ်ပဲဒေသအခြေခံနဲ့ဖေဗရယ်စနစ်ကိုကျင့်သုံးရန်မဲပေးပိုင်ခွင့်ရှိသူများအားလုံးစံနာမဲပေးကြရန်နဲ့ရွေးကောက်ပွဲအောင်မြင်၍ဆောင်ရွက်ပေးကြရန်စီယုံပြောဆိုသွားတယ်လို့သိရပါတယ် စစ်ခွေးကောင်းဆောင်ရဲ့ဖန်ခရီးစဉ်မတိုင်မီအတွဲမှာမြို့လုံးကျွေးတင်းကျပ်ထားသလိုစစ်ခွေးတပ်တွေနဲ့ကရင်နယ်သားဆောင်တပ်ဖွဲ့ BGF ၊ကရင်အမျိုးသားအစည်းအရုံး၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ရင်းချမ်းရေးကောင်စီ KNU KNLAPC ၊ဒီမိုကရက်တစ်ကရင်အစိုးပြုတပ်မတော် DGB တို့ကိုလည်းဖျက်ဆီးဝင်ရောက်ခွင့်မပြုဘူးလို့ကရင်အခြေစိုက်သတင်းဌာနများမှဖော်ပြထားပါတယ်။ကရင်လက်နက်ကိုင်အဖွဲ့တချို့ပါဝင်ပတ်သက်နေတဲ့မြောက်ရီမြို့အနီးမှာရှိတဲ့ KK Park ကို စစ်ခွေးတပ်ကအော်တိုဘားလအတွင်းမှာဝင်ရောက်စီးနေရှင်းလင်းခဲ့ပြီးတော့အဆောက်အုံများကိုလက်ရှိအချိန်ထိမိုင်းခွဲဖျက်ဆီးလျက်ရှိတယ်လို့သိရပါတယ်။ကြားဖြတ်မှာပါဝင်ပတ်သက်မှုနဲ့ DKB ခေါင်းဆောင်၄ဦးကို American ဘန်ဒါရေးဝန်ကြီးဌာနကတန်ခတ်ပိတ်ဆို့မှုပြုလုပ်ခဲ့တယ်လို့ November 12ရက်နေ့ကကြေညာခဲ့တယ်လို့မြန်မာအပါအဝင်အရှိတောင်အာရှမှာရှိတဲ့ကြားဖြတ်နေနေရေးလှုပ်ဆောင်ရန် American နိုင်ငံကကပ်ဖွဲ့ဖွဲ့ခဲ့ပြီးတော့နိုင်ငံတကာကလည်းကြားဖြတ်နေနေရေးအတွက်အာရုံစိုက်လာကြခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်သူမြို့နယ်နဲ့ဘီလင်းမြို့နယ်အဆက်မှာရှိတဲ့ရန်ကုန်မော်လမြိုင်လမ်းမိုင်းမှာကင်းမုံဝင်နေတဲ့စစ်ခွေးများကို drone နဲ့ဗုံးကျဲတိုက်ခိုက်ရာစစ်ခွေးနှကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုဝင်ဘာလ14ရက်နေ့မနက်8:54မိနစ်အချိန်မှာရန်ကုန်မော်လမြိုင်လမ်းပိုင်းကြိုက်ထုံမြို့နယ်နဲ့ဘီလင်းမြို့နယ်ကြားမှာရှိတဲ့တပြေနီပရိဒတ်ကျောင်းကျမောက်ချံအတွင်ကင်းမုံဝေးနေတဲ့စစ်ခွေးများကိုတထုံခရိုင်တပ်မဟာတပ် PDF ကရင်ခွန်ရှိ35တခွဲလေးတပြေညိုဒရုန်းတပ်ဖွဲ့က drone နဲ့ဘုံဒီ၃လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကစစ်ခွေးနှကောင်တေးဆုံးပြီးတော့၄ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ပြောပါတယ်။တိုက်ခိုက်မှုကြည့်လို့ပြီးတဲ့နောက်တော်လိုင်းရဲဘော်များဟာအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ို့သိရပါတယ်စစ်ခွေးသေးတဲ့ဆေးရဲဖတ်တိုးသေးတာတော့မကြမိသေးဘူးစစ်ခွေးတွေဘက်ကတော့လက်နဲ့ငယ်တွေနဲ့ဇက်တိုက်ပြစ်ဖောက်နေတာတော့ကြားပါတယ်ကျွန်တော်တို့ဘက်ကတော့ရတဲ့နီးနဲ့ရတဲ့ပုံစံမျိုးနဲ့စစ်ခွေးတွေကိုဆက်လက်ပြီးတော်လန်သွားမှာပါလို့တိုက်ရင်ခွန်ရှိ395တက်ခွဲလေးတပြင်းညိုဒရုန်းတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြတာပါတယ်၎င်းတက်ခတ်မှုကိုတထုံခရိုင်တပ်မဟာတက် PDF တိုက်ရင်ခွန်ရှိ395တက်ခွဲလေးတပြင်းညိုဒရုန်းတပ်ဖွဲ့ကရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ တရင်တွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့တရင်များကိုအစင်အနေနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ ဒီအစဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့သခိုင်းမျိုးပေါ်မှာမြတ်မန်ရဲ့အကျော်ပြေဆိုင်ကိုသခိုးဝင်ခိုးပြီးတော့မြတ်မန်ရဲ့အနှိတ်သက်ရဲ့ဖုန်းနဲ့ပတ်စံတွေကိုခိုးယူသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ15ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှသခိုင်းမျိုးပိုးရန်ရက်မှာရှိတဲ့မြတ်မန်ရဲ့အကျော်ပြေဆိုင်တဆိုင်ကိုအမျိုးသားတုံးနဲ့အမျိုးသမီးတုံးကဝင်ရောက်ခိုးယူသွားရာမြတ်မန်ရဲ့အကျော်ပြေဆရာတုံးရဲ့ ငွေကျပ်၄သိန်းကျော်နဲ့ဖုန်းတစ်လုံးမှာပါသွားတယ်လို့ဒေသခံတချို့ကပြန်လည်ပြောပြထားပါဗျ။လင်းမင်းရနဲ့ရောက်လာခိုးသွားကြတာမှတ်ပုံတင်လဲပါသွားတော့ ပြန်လုဖို့အတွက်တော်တော်လေးကိုအခက်အခဲတွေ့နေတယ်လို့သခိုင်းမျိုးကအမျိုးသားတို့ကပြန်လည်ပြောပြထားပါတယ်။သခိုင်းမျိုးပေါ်မှာစစ်ခွေးတက်ကလဲလဲစစ်ဆေးတာတွေကိုပြုလုပ်နေပေမဲ့ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိဘူးလို့ပြောပါတယ်။မျိုးပေါ်မှာလည်းမကြာခဏပြည်စည်းတွေခိုးယူခံနေရတယ်လို့မျိုးကန်တွေကပြောပါတယ်။စစ်ခွေးတွေအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာရန်ကုန်မန္တလေးအပါအဝင်သူတို့ရဲ့နေပြည်တော်လိုမျိုးကြီးတွေမှာပါနေခင်းကြောင်တောင်ဓမြတိုက်မှုလူရဲမှုတွေပုံမှုပြီးတော့ဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခမောင်း အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ။